ာဂိုတစီနဲ့အာဂိုတစီနဲ့အဲ့ဒါကတော့ဟိုးရှေ့ကကလေးနှစ်ယောက်ပေါ့နော်မွေးခဲ့တဲ့နေရာကနေစပြီးမိဘဆိုပြီးကျွန်တော်လိုက်ကလေးလွင့်တယ်မိဘပြည့်တဲ့တေဖန်ဖန်ပြည့်တဲ့ဆိုတဲ့ကကျွန်တော်ချစ်ကြတာပေါ့ reality အဲ့ရနေစပြီးတော့မိဘမိဘဖြစ်လာတယ်နည်းနည်းအဲ့စဖြစ်ခါစားပြောခိုင်းရတယ်မိဘမိဘဆိုတော့ဒါပေမဲ့အခုနောက် Mr. အကုံလုံးရောတွင်းသမီးအကုံလုံးကိုမိဘဆိုတော့ပြောလဲဩကိုမိဘလို့ခေါ်လိုက်တဲ့အချိန်မှာဒါမိဘဆိုတော့တုံးတန်အောင်တော့မခေါ်ကြဘူးလေနော်ကိုမိဘမှာပဲမိဘလို့ခေါ်ကြတာပေါ့အဲ့တော့သူတို့မိဘလို့သဘောထားပြီးကိုမိဘလို့ခေါ်တော့ဝမ်းသာပါတယ် ကိုကလေးတယောက်ပြည့်စုံပြိုးထောင်တယ်လို့ပြောထောင်ရတာဘာလို့ဆိုတော့မှမလွယ်ဘူးလေဘာမှနိုင်မှာမရှိတဲ့သူတယောက်ကိုမှဇကားကြီးတစ်ခုကိုတင်ရိုက်ဇကားတစ်ခုမှခေါင်းဆောင်မင်းသားနဲ့တင်ရဖို့ဆိုတော့လွယ်မှမလွယ်တာမှဇကားဇကားတကားဖြစ်ဖို့လည်းမလွယ်ဘူးလေကျွန်တော်ရိုက်တဲ့ပုံစံနဲ့ရဆိုတော့မလွယ်ဘူးအဲ့ဒါတော့ဘာမျောလင်းချက်မှဘာမှအယောင်မှမပါဘဲနဲ့အဲလုတ်ပြေလုတ်ပြေဖို့ဆိုတော့လည်းတကယ်မလွယ်ပါဘူးအဲ့ဒီအချိန်မှာတော့ကျွန်တော်တို့ကိုယ်ကိုနည်းနည်းတော့ချစ်ပေးရင်တော့ကောင်းတာပေါ့လေနော် မေးပွဲအကြောင်းလေးကတော့ကျွန်တော်တို့ဒီ Apparel Asset ရဲ့ Grand Opening ပါ Supra Family ဒီကုလုံးတက်ရောက်ပြရဖြစ်ပါတယ်ကျွန်တော်ပွဲလေးမှာလည်းဒါ Official Asset တင်တဲ့ Asset အနေနဲ့ပါတယ်ဆိုတော့လေကျွန်တော်လာပြီးတက်ရောက်ပြရပါဝမ်းတာပါလေဒါသူတွေမှာပထမဆုံးပွဲဖြစ်မှာပေါ့အမှန်တမ်းပြောရရင်မနေ့ကတနေ့လုံးမှာလဲဒါအမှန်တမ်းပြောရရင်သူတို့သိပ်ပြီး event နေလဲသိပ်ဟောမဖြစ်ဘူးအခုကတော့စပြီပေါ့နော်2026မှာသူတို့နဲ့အတူတူကျွန်တော်အကောင်းဆုံး ဟို super brand ကိုအကောင်းဆုံးမြင်နေသွားပါမယ်အဲတောက်လျှောက်လဲသူတို့တွေ့ရဖို့ရှိပါတယ်ဂျားထဲမှာလည်းအများကြီးပါပွက်တက်တယ်ဟုတ် brand တစ်ခုတိစောက်ဖို့ဆိုတော့အရင်ရေးကြည့်ပါလေသူ့မှာတော့အစင်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 အချက်တွေရှိတာပေါ့နော်ခုချက်ချင်းထားလို့ခုချက်ချင်းထားလို့ဟိုမဖြစ်ပါဘူးအမှန်တမ်းပြောရရင်တော့နီးစနစ်တွေရှိတယ်အဲဒီ လုပ်ငန်းပေါ်မှာထားတဲ့ passion ဖြစ်မယ် passion ရှိမယ်အတွေ့အကြုံလည်းတကယ်လိုပါတယ်အဲ့ဒီပေါ်မှာမှာခြုံငုံသုံးသပ်ပြီးမှာဒီ brand တစ်ခုစတင်တည်ဆောက်ရတာပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်အခု super brand စတင်ခြင်တဲ့အချိန်မှာလဲဒါ9နှစ်8နှစ်ကျွန်တော်ရှေ့မှာလုပ်ခဲ့တယ် pageant ဒီအတွေ့အကြုံနေနဲ့တော့ကြတော့ဟောဘက်ပေါင်းဆိုပေါ့နော် pageant ဆို miss and mentor ပွဲလုံးတစ်ခုလည်းလုပ်လို့မရအောင်အကုန်လုံး business အကုန်လုံး စူပါမေလောရတာဖြစ်တဲ့အတွက်တော့ brand တစ်ခုတစ်ထောင်ပုံမလွယ်ပါဘူးဒါပေမဲ့အခုကျွန်တော်လည်း brand အစပဲရှိသေးရပါတော့စတဲ့လုပ်နေပါတော့ကျွန်တော်ဘယ်လောက်ထိဒီ brand ကိုလုပ်နိုင်မလဲဆိုတာနောက်နေ့အများကြီးစောင့်ကြည့်အောင်ပါပါဟုတ်အာဂိုတစီနဲ့အာဂိုတစီနဲ့အဲ့ဒါကတော့ဟိုးရှေ့ကကလေးနှစ်နှစ်ယောက်ပေါ့နော်မွေးခဲ့တဲ့နေ့ကနေစပြီးမိဘဆိုပြီးကျွန်တော် like လေးလွှင့်တယ်မိဘပြည့်တဲ့ fan fan ပြည့်တဲ့ဆိုတဲ့ကကျွန်တော်ချစ်ကြတာပေါ့ reality အဲ့ဒါနေစပြီးတော့မိဘမိဘဖြစ်လာတယ်နည်းနည်းအဲ့စဖြစ်ခါစားပြောခိုင်းရတယ်မိဘမိဘဆိုတော့ဒါပေမဲ့အခုနောက် Mr. အကုန်လုံးရောတွေ့သမျှအကုန်လုံးကအခုမိဘဆိုတော့ပြောလဲအော် တို့မိဘတို့ခေါ်လိုက်တဲ့အချိန်မှာဒါမိဘဆိုတာလုံးတိုင်းတော့မခေါ်ကြဘူးလေနော်ကိုမိဘမှာပဲမိဘလို့ခေါ်ကြတာပေါ့အဲ့တော့တို့မိဘလို့သဘောထားပြီးကိုမိဘလို့ခေါ်ကြတော့ဝမ်းသာပါတယ်အဲ့တို့ခေါ်တဲ့စံနှုန်းနဲ့ညီအောင်လဲ ဆန်လုံးတဲ့ညောင်ဆိုတာတက်ကသူတို့ကိုတကယ်မေတ္တာစစ်ပေးနိုင်အောင်ကျွန်တော်ကတော့ကြိုးစားပါတယ်ကျွန်တော်ရှိလာတဲ့ကလေးတိုင်းအဲအခုကျန်တာမပြောနဲ့ပေါ့နော်အခုမင်းသားရွေးတယ်ပေါ့မင်းသားအခု6ရက်အသစ်ရှိတယ်ကျွန်တော်မှအရန်မလွယ်ပါဘူးရှေ့မှာအောင်မြင်ခဲ့သလိုလဲအောင်မြင်ကြမှာအောင်မြင်ဒါပေမဲ့ဒီ6ရက်လုံးကကျွန်တော်ကိုယုံကြည်ပြီး trust နဲ့ကျွန်တော်ကိုယုံကြည်ပြီးလာကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်မှသူတို့ကလုတ်ပြတဲ့ဟာဖြစ်မှလားသူတို့ကလိုက်လုံနိုင်မှာလဲဆိုတော့ကျွန်တော်လည်းနည်းနည်းအတွေးရနေရမ်းပင်မန်းနေရပေါ့တော့ဒါပေမဲ့ ့ရှေ့မှာလည်းဒီလိုစူးစမ်းကြရပဲလေဖြစ်မှာပါဆိုတဲ့ဟာတခုနဲ့တော့စူးစမ်းနေပါတယ်မနာမနေတော့စူးစမ်းနေတယ်မကြခင်အကောင့်ထဲပေါ်တော့မယ်အကောင့်လည်းရိုက်ပြီးသွားပြီရိုက်ပြီးသွားပြီဆိုတော့တင်ဖို့ပဲကြံတော့တယ်ကျွန်တော်တို့အဲဆိုတော့တင်ဖို့ခါကြလဲတက်ဆက်ဆက်စဉ်းစားရပါတယ်တင်ရသေးရဆိုတော့လေစဉ်းစားကြရလေးစောင့်နေပါတယ်စဉ်းစားကြပြီဆိုရင်ကျွန်တော်တို့တိတ်မကြခင်မေးတက်လက်ထဲကိုရောက်ပါမယ်အဲသူတို့အားကိုးရတာနဲ့ညီလားမညီလားဆိုတာတော့ဒီတက်ကဆုံးဖြတ်ပြီးမှာပေါ့နော်ကျွန်တော်တို့လုတ်ပေးထားတဲ့ဇလန်ကဘယ်လောက်ထိ ရောက်မလဲဆိုတာဟုတ်စဉ်းစားနေတယ်ဆိုတော့ပါလားရှိပါတာပေါ့သူများရဲ့တော့မသိဘူးကျွန်တော်ရှိရောက်တဲ့ကလေးတိုင်းတော့သိမယ်ထင်တယ်အချိန်ကြံလို့ထွက်သွားတယ်ဆိုတော့ထွက်သွားတယ်အလှရောက်ပေါ့နော်ဒါပေမဲ့ကျွန်တော်ရှိမှလက်ရှိရှိနေတယ်ဆိုတော့ကျွန်တော်ဘယ်လောက်ထိသူတို့ပေါ်မှာစိတ်ဆင်တာကြီးလဲဘယ်လောက်ထိလုတ်ပေးကြလဲဆိုတာကျွန်တော်နဲ့နေရအဒီဆုံးနေလဲမယ်ဒါပေမဲ့ဟိုသူများတွေကပြောကြတယ်ဘာလို့အဲ့လောက်လုတ်ပေးနေရလဲဆိုတော့ကျွန်တော်ဝါသနာပါလို့အဓိကဝါသနာကြတဲ့နည်းဟိုဘာဖြစ်လို့မရအောင်လဲကျွန်တော်ဒီပေါ်မှာတကယ်ဝါသနာပါတယ်လူတယောက်ကိုလုတ်ပေးရတာအရင်သဘောကြတယ်ကိုလုတ်ပေးလိုက်တဲ့သူကအရင် အောင်မြင်တာဒီအောင်မြင်တဲ့ level ဖြစ်ဖြစ်တခြားပေါ့နော်အဲကောင်းစားသွားတယ်အောင်မြင်တယ်အဲအဲ့ PT ကကျွန်တော်ဗာနဲ့မှလဲလို့မရဘူးအဲ့တော့ဘယ်လိုပြောလုတ်ချင်နေရပေါ့ဒါပေမဲ့အနုပညာနဲ့ပတ်သက်ပြီးတော့ဗာကိုအနုပညာဝါဒနာပါတာဖြစ်တဲ့အတွက်အဲ့အနုပညာနဲ့ပတ်သက်ပြီးတော့လုတ်ပြရတာကိုရမ်းဝါဒနာပါတယ်ကိုပုံပေါ်ရတာကိုကြိုက်တာပေါ့ကျွန်တော်ကအဲ့အဲ့လိုအဲ့လိုဟုတ်တခါမှတော့မကြုံဘူးဒါပေမဲ့အခုတခါမှမကြုံဘူးဆိုတော့အရှိလောက်ခါစားအချိန်မှာကိုကဘာမှလည်းမတင်ဘူးကို ကိုအဲ့လိုမျိုးဖြစ်မယ်လို့လည်းမထင်ထားရတဲ့ကိစ္စရရှိရဲ့ကြုံကြုံမှုသွားတယ်ပေါ့ဖြစ်သွားတဲ့အချိန်မှာကျွန်တော်အသေးရန်ကွဲတယ်အသေးရန်ကွဲတယ်ဆိုတာဘယ်လိုပြောမလဲအရန်ခံစားရတယ်အဲ့ဒီအချိန်မှာဘာမှလုံးချင်နိုင်နေတယ်မရှိတော့ဘူးအော်ငါ့ကိုဘာလို့ဒီလိုလုံးရရတာလဲဆိုတော့အတွေ့အမျိုးတွေနဲ့အဲ့ကာလာတစ်ခုလုံးကြတော့ဝင်တစ်ခုခုပြဿနာဝင်နေဆိုရင်ပြဿနာတစ်ဖက်တည်းမဟုတ်ဘူးဖလစ်ပတ်ပြီးတော့အဲ့ဘောင်းလုံးတစ်ခါလေးကျွန်တော်စစ်ကြတဲ့အချိန်မှာကျွန်တော်အမှန်တမ်းပြောရရင်လေဒီအချိန်မှာကျွန်တော်ဒီလို တေချာပြန်ပြီးတော့ဖြစ်လာနိုင်လို့ဆိုတော့ကျွန်တော်ပေးရကျွန်တော်ခေပင်ပေါ့နော်ခေပင်ဆိုလည်းအမြဲပေးမှပြီးတော့တကယ်ချင်းလို့ပဲပြောပြောမိတ်ဆွေလိုပဲညီကိုလိုလည်းသူပေးရလူတွေလည်းအရင်ရေးကြည့်ရယ်ကိုပေးရလူက carry လုပ်နိုင်တော့လို့ကျွန်တော်ဒီအချိန်မှာလုံးဝစောင်းနဲ့အဲ့လိုပြန်ပြီးတော့စူးစမ်းနိုင်တယ်ထင်တယ်ဒါပေမဲ့ အဲ့ဒါလေကျွန်တော်ကတော့ဘာလို့မှမလုပ်ဘူးကွာကိုယ့်ကိုလုံးမလုံးလောက်သွားတဲ့အချိန်မှာလည်းခံစားရပါတယ်အဲ့ဒါပေမဲ့အဲ့လိုတွေ့လဲကြိုတင်ပြင်ဆင်ထားတယ်ကိုကတော့အဲ့တိုက်တယ်လားအဲမန်နေဂျာတော့ဟိုလားဖတ်သွားမှာလည်းဖတ်သွားအဲ့တော့လည်းပြင်ဆင်ထားပြီတခါကြုံပြီးပြီဆိုတော့လေအဲတခါကြုံပြီးဆိုတော့နည်းနည်းအေးဆေးဖြစ်သွားပြီစကြုံကားစားအချိန်မဲ့နည်းနည်းခံစားရတာခက်ခဲတာမခံစားနိုင်တာဘာလို့ကိုကတကယ်နှလုံးသားကြီးနဲ့ချစ်တာဟိုကျွန်တော်ကကြတော့အဲ့လာတဲ့ကလေးတိုင်းဒီအဓိကတော့မင်းသားရဲ့နေရာရေရှင်ကြာကြာနေရတာဟိုမစ္စတာကြီးကြတော့စာချုပ်ချုပ်တဲ့ ဒီနှစ်နှစ်အတွင်းမှာပဲသူတို့တာဝန်ဝတရားနဲ့ဒါပြိုင်တဲ့ဟာတွေသူတို့ကရှင်းတယ်လေမင်းသားကြီးကတော့မရှင်းကျွန်တော်ကအများကြီးပဲလုပ်ပြရတာကိုကလေးတယောက်ပြည်သူကိုကလေးတယောက်ပြည်သူပြောထောင်တယ်လို့ပြောထောင်ရတာဘာလို့ဆိုတော့မှမလွယ်ဘူးလေဘာမှနိုင်မရှိတဲ့သူတယောက်ကိုမှဇကာကြီးတစ်ခုတင်ရိုက်ဇကာတစ်ခုမှကောင်းဆောင်မင်းသားနဲ့တင်ရဖို့ဆိုတော့လွယ်မမလွယ်တာမှာဇကာဇကာတကားပြဖို့လည်းမလွယ်ဘူးလေကျွန်တော်ရိုက်တဲ့ပုံစံနဲ့ရဆိုလွယ်အဲ့တော့ဘာမျောလင်းချက်မှဘာမှအယောင်မှမပါဘဲနဲ့အဲ လုတ်ပြီးရလုတ်ပြီးလို့ဆိုတယ်တကယ်မလွယ်ပါဘူးအဲ့ဒီအချိန်မှာတော့နည်းနည်းတော့ကိုယ်ကိုနည်းနည်းတော့ချစ်ပေးရင်တော့ကောင်းတာပေါ့လေနော်ဒါမှမဟုတ်အဲ့ဒါကြောင့်လည်းလူမျိုးစိတ်ထူတွေပေါ့အကုန်လုံးကလေအဲလူတွေကတော့မအောင်မြင်ခင်မှာတော့အကုန်လုံးကတော့မိဘနဲ့ပဲအတူရှိနေတယ်မိဘနဲ့ပဲတတလုံးနေသွားမှာဒါကတော့ဒီကိစ္စမှာမဟုတ်ပါဘူးတမီးသားဆိုတာလည်းဒါရီးသားတွေဆိုတော့မလားငါမျိုးပဲချစ်တာပဲအချိန်တိုင်းတော့ဒါရီးဆက်ကုန်သွားလို့ပဲကျွန်တော်ကတော့ခုနောက်မှအဲ့လိုပဲဖြစ်တွေ့လိုက်တော့အစတော့ဖြစ်မလို့နော်အရင်မောက်မာတာကျွန်တော်အာအဲ့လိုမျိုးဆိုမောက်မာတယ်ပေါ့လေငါတို့ဒီလိုဘယ်လိုပြောချင်တာဒါပေမဲ့ အဲအဓိကတော့ KMA ရဲ့မှာဘေးကလမ်းပြပေးမှုလည်းသူကျွန်တော်တဲ့အကောင်ဆုံးဖြစ်စေချင်လို့ပေါ့လူမုံမများပါအဲ့ဒါမှလူမုံနဲ့များရတယ်ဆိုတော့ရှော့ရတာစိတ်ကိုအဲ့ကလေးကဘာလို့ပြောချင်လဲ အဲလူပြောချင်လဲဆိုဘလို့မှတော့ပြောချင်ပါကျွန်တော်ရှေ့မှာပြောခဲ့တယ်လို့သူတို့ကျွန်တော်နဲ့မနေချင်လို့ဒါသွားတယ်လို့ကျွန်တော်ဟုတ်တယ်နေချင်တဲ့သူဆိုတော့နေမှာပဲလေဟုတ်တယ်မလားမနေချင်တဲ့မနေချင်လို့သွားတယ်သွားပြီပေါ့ဘာလို့လဲဆိုတော့ဆူတောင်းပေးလားဆူတောင်းတာပေါ့ကျွန်တော်မြင်တာမှန်ဒါကျွန်တော်အဲ့မြင်တာကျွန်တော်ပြန်ရမယ်လို့ထင်တယ်ဘာလို့လဲဆိုတော့အောင်မြင်ပါတယ်ကျွန်တော်ပို့ဆူတောင်းရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တင်ပေးလိုက်တဲ့ကလေးတွေကိုကျွန်တော်တင်ပေးလိုက်တဲ့ကလေးတွေကတိထက်အမြင့်တင်နေမှာရောက်ရင်ဒါကျွန်တော်တင်ပေးလိုက်တာပဲလေပြီးဆုံးရောက်လေကျွန်တော်ကျွန်တော်တဲ့ဝမ်းတာပီတီရောဒါဒီလိုကဘယ်လိုလဲဆိုတာဘယ်ကနေလာရလဲဆိုတာအကုန်လုံးကတိထားပြီးသားလေအဲ့တော့ကျွန်တော်ပို့ကုန်ယူနေမှာပါ တိကျတယ်အောင်မြင်စေချင်ပါတယ်ကျွန်တော်ကလေးတွေထွက်သွားတဲ့ကလေးတွေရောရေဆက်ကုန်တဲ့ကလေးတွေရောအခုလက်ရှိကလေးတွေရောအကုန်အောင်မြင်စေချင်ပါတယ်ကျွန်တော်ကတကယ်စိတ်ဆင်နာတတ်တဲ့ဆူတောင်းပေးပါတယ်တကယ်ပါအာရှိပါတယ်ဟုတ်ဇလန်းတွေကတော့ခုနပြောတဲ့ရိုက်ထားတာရှိရယ်စူပရာကတော့ဒီနှစ်ကကျွန်တော်တို့ချင်းလန်ပါဒီနှစ်မလုံနိုင်ဘူးဆိုတော့တေးကြတယ်ကျွန်တော်နောက်နှစ်ကိုအာဟိုပါလဲဆက်လုပ်ချင်မှလည်းလုပ်ဖြစ်မယ်ဒီပေချန်ဒီကလည်းကျွန်တော်ဆယ်စုနှစ်တခုရှိပြီဆိုတော့ အာ7နှစ်လောက်ရှိပြီလေ7နှစ်လောက်တည်းမှာကျွန်တော်အမှန်တမ်းပြောရင်ပေချန်ဒီဘက်ကအရှုံးနေနေပဲကျွန်တော်ရင်ဆိုင်ရတာများတယ်အရှုံးနေနေဆိုတာဒီလက်တူပြောမယ်ငွေကြီးရပါဘယ်ဥစားမယ်ဆိုအမှန်တမ်းပြောရင်လုတ်ချင်နိုင်မယ်ဇလုတ်လို့မရဘူးပေါ့နောက်က budget လိုလေဒီပွဲတစ်ပွဲလက်ဖို့ဆိုတာလည်းမလွယ်ဘူး တော်တော်ကမလွယ်ရလိုင်းစင်ဖီးဆွေရောဒီပွဲရမှာစီစဉ်ချင်းပါတော့ပတ်ဆက်အရန်ကုန်တယ်ပေါ့ကိုနောက်မှာတကယ် support လုပ်ပေးမယ်လုပ်ငန်းရှင်တွေကို brand ကိုလိုက်လာမယ်သူတွေမရှိဘူးဆိုလို့ရှိရင်ကျွန်တော်ဆက်လက်ရည်ရွယ်ဖို့ခက်ခဲတယ်အဲ့တော့ဒီနှစ်ကိုကျွန်တော်ကအကောင်းဆုံးကြိုးစားမယ်အကောင်းဆုံးကြိုးစားတဲ့ပုံမှာနောက်ပွဲကပံ့ပိုးတဲ့သူအကုန်လုံးလုပ်ပေးမယ်ဆိုရင်တော့ကျွန်တော်ဆက်ကင်ပြမယ်တကယ်လို့များမှာဒီနှစ်မှာဒီနှစ်ကျွန်တော်ကျွန်တော်ခေါ်ထားတဲ့ challenge မှာကျွန်တော်ကြာရှုံးနေဆိုရင်တည်ကြတယ်ကျွန်တော်ဒီ brand ကိုကျွန်တော် ခိုင်ချင်းမှခိုင်ဖြစ်တော့မယ်ဘာလို့လဲဆိုတော့ဟို license fees တင်မနေဘူးမှာရယ်အမှန်တမ်းပြောရရင်ဆိုတော့ website လဲဝင်နေဆိုတော့အရမ်းများတယ်အဲ့တော့ဒါဒီကြောက်ဆိုတာကိုလုံနိုင်တဲ့အတိုင်းသာရှိရလေအဲ့တော့ကျွန်တော်ကြိုးစားမယ်အကောင်းဆုံးဒီနေ့ကိုတော့ဒီနေ့ဒီနေ့မှာအောင်မြင်မှုတွေအများကြီးရရှိရင်တော့နောက်နေ့တော့ကျွန်တော် super brand နဲ့ဆက်တွေ့ရမှာပေါ့လေဒါပေမဲ့ဒီနေ့ကိုအကောင်းဆုံးမလုံနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်နားမယ်ပေါ့ကျွန်တော်ကတော့အဲ့လိုစဉ်းစားထားရဲကျွန်တော်ကတော့ဒီနေ့ကိုဒါပေမဲ့ဒီနေ့ကိုကိုယ့်ကိုယ်ကို challenge ခေါ်ထားတယ်အကောင်းဆုံးကြိုးစားမယ်အဲ့ဒါကြောင့်ပေးတဲ့ကလည်းစောင့်ကြည့်ပြပါအောင်ကျွန်တော်လုံနိုင်မလုံနိုင်ပေါ့ ờ, hồ. thế thì lúc này là nó này sẽ cảnh mà cái đó hơn